ဒါကတော့ကာယကံရှင်ရဲ့ကွင့်ပြုချက်နဲ့ပြောပြခြင်းဖြစ်ပါတယ်เนาะအဲလွန်ခဲ့တဲ့တင်ရက်လောက်တော့ကျမစီကိုဖုန်းတကောဝင်တယ်ဗောနောဖုန်းတကောဝင်တော့သူကဖုန်းဆက်ဆရာမရေးတဲ့ကျွန်တော်ကျွန်တော်မိမကိုတဲ့ပြန်ပေါင်းမေးတဲ့အဲနဲ့အိုးကောင်းတာပဲရှင်မိမပေါင်းအောင်မှာဗောရှင်မိမရှင်ပြန်ပေါင်းအောင်မှာဗောဗောနောကောင်းတယ်ဗောအဲနဲ့ဒါပေမဲ့တဲ့ကျွန်တော်မပေါင်းခြင်းဟဲ့ဘာဖြစ်လို့မပေါင်းခြင်းတာလဲဗောနောကျွန်တော်မိမကတဲ့ကောင်လေးတစ်ယောက်နဲ့ ဟိုတယ်မှာတွားတွားပြီးချိန်တွေ့တယ်ဆိုတာပေါ့နော်ကျွန်တော် informer တွေပြုတ်ပြရတယ်ပေါ့ခဏခဏချိန်တွေ့တယ်ဆိုတာအဲ့နဲ့ကျွန်မလည်းစဉ်းစားလိုက်တယ်ဒီဟာကပေါ့ဒီလိုအကြောင်းအရာမျိုးဆိုတာအိမ်တော်တယ်မင်းမတယောက်ကဟိုလှုပ်လေလှုပ်ထတိတ်မရှိဘူးပေါ့နော်အဲ့ဒါဆိုကျွန်မလည်းမေးလိုက်တာပေါ့ရှင်းပေါ့ရှင်းကကောဘာအမားတွေလှုပ်ခဲမိလဲပေါ့နော်အဲ့ကြတော့အဲ့ဒီယောက်ျားကပြုတ်ပြတယ်ပေါ့နော်ကျွန်တော်ကပေါ့နော်ဒီပြက်သွားတဲ့ဌာနဆိုင်ရာတစ်ခုရဲ့အရာရှိတယ် ိုက်ဟိုပါပေါ့နော်အဲဌာနဆိုင်ရာတစ်ခုရဲ့အရာရှိသူ့ရဲ့စီးပွားရေးတွေကလည်းပြန်ပါစီးပွားရေးကလည်းဆယ်ဘင်းကားတွေရောဘာတွေရောပေါ့နော်သူစီးပွားရေးတော်တော်ကောင်းတာပေါ့အဲ့ဒီကောင်းတဲ့အချိန်မှာသူမငယ်ငယ်ထားမိတာပေါ့မငယ်ငယ်ထားမိတာကိုသူ့ရဲ့မရေကြီးကလုံးဝကိုတိတိဆိုင်ဆိုင်မိသွားမိသွားတော့အဲ့မရေကြီးကကျိန်သွားတာပေါ့ကျိန်သွားပြီးတော့ငားပေါ့နော်နင်းနင်းငားခံစားသလိုနင်းလဲခံစားစေရမေးဆိုပြီးတော့သူအဲ့လို နောက်လင်ငယ်ထားမယ်ပေါ့အဲ့လိုမျိုးလုပ်ပြီးတော့သူတို့အိမ်မှာလာပြီးတော့ကြောင်းနေတယ်တက္ကသိုလ်ကျောင်းသားလေးကွန်ပျူတာတက္ကသိုလ်ကျောင်းသားလေးနဲ့သူဖြစ်သွားတာအဲ့ဒီမယင်ငယ်တော်တော်စားတာပေါ့နော်အဲ့လူပြောပြတာပေါ့အဲ့ဒါမှကျမကဘယ်လိုမျိုးဟွာဖြစ်တော့ဆိုကျမအဲ့ဒီမယင်ငယ်ထားလင်ငယ်ထားတဲ့ပေါ့နော်အဲ့ဒီလင်ငယ်ထားတဲ့အမျိုးသမီးကိုကျမက စိတ်မတူမိဘူးဟိုလိုမျိုးအထင်လဲမသိမိဘူးဘာဖြစ်လို့တုံးဆိုတော့ तू ခံစားရတာ तू သိတယ်လေတချို့ယောက်ျားတွေကယာရူးလေးတွေရှိတယ်ပဆန်လေးတွေရှာနိုင်လာတယ်ဆိုလို့ရှိရင်အာအပြစ်မအပျော်တွေရှာတယ်အပျော်ရှာတာဒီအပြစ်တော့တအားမဆိုခြင်းမိမဲ့လို့အတိကနဲ့တာမညာကိုရှင်းလို့ခွဲပါအတိကသည်အင်းကမိန်းမဖြစ်ပါသည်တာမညာသည်အပြင်ကမိန်းမဖြစ်ပါသည်မယံငယ်ဖြစ်ပါသည်အဲ့ဒီအပြင်ကမိန်းမတွေက ဘလောက်ကောင်းနေပြောပြောအိမ်ကမရေကြီးလောက်တော့မကောင်းပါဘူးเนาะမရေငယ်ကောင်းတယ်ဆိုတာအိမ်ကမရေကြီးဆိုးနေတလောက်ပဲရှိပါတယ်အဲ့ဒါကိုရှင်တို့တွေကဘာဖြစ်လို့ဟာလာ ဂျာဒူးဂျာရကန်လေးရှိနေပြီဒါမှမဟုတ်ပတ်စံလေးရှားနိုင်နေပြီဆိုရင်ဒီမယင်ငယ်တွေကိုအကောင်းထင်မယင်ငယ်တွေကိုပတ်တာပြီးတော့မယင်ငယ်တွေကိုဟိုအကောင်းထင်ပြီးအရာမရောကိုလှစ်လျူရှူတာတော့ဘာလို့လှစ်လျူရှူကြတာအောင်ဘာလို့အဲ့လိုနာသာခံခဲ့စကလုံးနေနဲ့ဟိုမထီမဲ့မြင်ပြုတ်ပြီးပြောတာနင်လှုပ်ချင်တာလှုပ်နင်ပြောချင်တာပြောအဲနင်ကငါရှားစားနေရတဲ့မိမပဲနင်ကနင်လှုပ်ချင်လှုပ်စမ်းလေနင်ဘာလှုပ်နိုင်မှလဲဆိုတော့အချိုးမျိုးချိုးတဲ့အခါမှာခက်ထက်မိမနဲ့တွေ့တဲ့အခါမှာ အဲ့ဒီယောက်ျားဖြောင်းဆန်သွားတော့တာပါပဲမှတ်ထားပါယောက်ျားတစ်ယောက်မရေငယ်နေလို့ရှိရင်မိန်းမတစ်ယောက်ကတိတ်ခါတော့ကြသွားတာပေါ့မရေကြီးကတော့တိတ်ခါတော့ကြတယ်ဒါပေမဲ့ဒီလောက်ကြီးတိတ်ခါမကြပါဘူးအဲ့ဒီမိန်းမတစ်ယောက်လင်းငယ်နေသွားတယ်ဆိုရင်တော့အဲ့ဒီယောက်ျားကလေအိုးသူမိန်းမပေါ်လင်းငယ်နေတာဆိုအဲ့ဒီယောက်ျားရဲ့မျက်နှာဘယ်နှသွားထားလို့ထားရမှန်မသိအောင်ကို တောင်းဝင်းကျင်မှာတော်တော်တိတ်ငဲပါတယ်နော်အဲပြီးတော့ကျတော့ယောက်ျားတွေကပြောကြတယ်ငါတို့ကလှေကားသုံးတစ်စီးရင်လူပြိုပဲမထင်ပါနဲ့တချို့မိန်းမကြီးတွေပြောသလိုပေါ့ မိမ့်မဆိုတာအိမ်မော်မှာပဲထမိန်နှစ်ချက်လောက်ခါပြရင်ကိုတက်လာမယ်ယောက်ျားသားတွေတပုံကြီးပါနော်အဲ့ဒါကဟိုအစကားအဖြစ်ပြောကြတာမဟုတ်ပါဘူးအမှန်တကယ်ကိုဖြစ်တဲ့အကြောင်းအရာတွေပါနော်အဲ့ဒါတွေကမိမတွေချင်းမဲ့သိပါတယ်မိမတွေကယောက်ျားသားတွေကို အော်ကိုယောက်ျားကိုသားသမီးကိုမိသားစုကိုအိမ်အောင်ဆိုပြီးတော့အဲတိတ်ခတမာတိတွေနေကြတဲ့အချိန်မှာယောက်ျားသားတွေကလည်း ျော်စရာရှိပြောတယ်ဆိုပေမဲ့လေချင့်ချင်ပြီးပြောကြပါရှင်တို့ရဲ့အဲရှင်တို့ရဲ့ အတိတ်ကဟာအဲ့ရမိမဆိုတာကိုလေရှင်တို့တိထားကြပါအပြင်ကမိမတွေကိုအပြင်စာကိုအပြင်စာလောက်ပဲထားပါနော်အဲအဲ့ဒါဆိုတော့ခုအဲ့ဒီလူဆိုလို့ရှိရင်သူ့ရဲ့ဘဝနေဝင်ချိန်အဲ40ကျော်ပြီး50တဲ့ဝင်လာပြီပေါ့နော်အဲသူ့ဘဝနေဝင်ချိန်မှာသူ့ရဲ့မရေကြီးနဲ့သူပေါင်းဖက်ခြင်းတယ်ဒါပေမဲ့မရေကြီးကအကောင့်အတိုင်းသူမရတော့ဘူးလေသူများရဲ့ဒိတ်ရာရဲ့ထင်နေရဲ့မရေကြီးကိုသူရတော့မှာ နော်အဲ့ဒါသူ့ရဲ့အပားတွေက80ရာခိုင်နှုန်းလောက်ပါသွားပြီလေနော်အဲ့ဒါဆိုတော့ကျတော့ तू ပြုတ်လုပ်တဲ့ကံကို तू ခံစားရတာအဲ့ဒါဆိုတော့ကျွန်မလည်းပြောလိုက်ပါတယ်อืม ဒီမဲ့အကိုရေလို့အဲမရေငယ်ကောင်းတယ်ဆိုတာမရေကြီးဆိုးနေတလောက်ပဲရှိတာမလို့အကိုလည်းသိပြီမဟုတ်လားလို့ခုလိုဘဝပြက်တဲ့အချိန်ကြအကိုလည်းသိပြီမဟုတ်လားအဲ့ဒါဆိုတော့မရေကြီးကိုပဲပြန်လဲပေါင်းဖက်လိုက်ပါဖြစ်သည်မအနာအဆာတွေအကုန်လုံးကိုလည်းမိပစ်လိုက်ပြီးတော့ကြတော့ပျော့ပျော့ရွှင်ရွှင်နဲ့ပေါင်းဖက်ကြပါလို့ငယ်လင်ငယ်များတာလည်းအကောင်းဆုံးဖြစ်ပါတယ်လို့ပဲပြောလိုက်ပါတယ်နော်အဲ့ဒါကြောင့်ဒီမှာကြည့်ရှုနေတဲ့ယောက်ျားသားတွေလည်းအိမ်ရမရအကို လှစ်လူမရှိပါနဲ့မထီမဲ့မြင်မပြူပါနဲ့မိန်းမတွေက မလုတ်ချင်လို့အตาလေးကြည့်နေကြတာပါတကယ်မိန်းမတွေလှုပ်ရှားပြီးတော့ဒုက္ခပေးပြီဆိုရင်အဲ့ဒီယောက်ျားဂျွန်းပြစ်သွားပါတယ်နော်အဲအဲ့ဒါလေးကို သိစေချင်လို့လာပြောတာပါ